ီပရိသတ်ကြီးမင်္ဂလာပါရှင်။ဒီမှာအခုဖတ်ပြပေးမှာကတော့တန်ရဲချောင်းများဆိုတဲ့အမှတ်တရဆောင်းပါးလေးဖြစ်ပါတယ်။ဒီဆောင်းပါးလေးကိုဇာရေးသူညီညီခံကရေးသားထားပြီးဒရာဝရီမှာဖော်ပြခဲ့ပူပါတယ်။ပရိသတ်ကြီးနားဆင်ကြပါရှင်။တန်ရဲမြို့မှာမွေးတန်ရဲမြို့မှာကြီးခဲ့ပြီးမဲ့ဒေသခံတချို့ဟာ အလောက်တောင်မှမအားလက်တာ အခါအခွင့်မသင့်တာတွေကြောင့်တန်ရဲချောင်းများဘက်ကိုမရောက်ဘူးကြောင် တန်ရဲချောင်းများအထက်ကိုဆံမတက်ဘူးကြောင်။တကယ်တော့တန်ရဲချောင်းများဟာငပလီကန်းချီပြီးရင်လေပတ်စရာအကောင်းဆုံးနေရာ။တန်ရဲဒေသအတွက်တဘာဝတရားကြီးကပေးထားတဲ့အကောင်းဆုံးလက်ဆောင်တစ်ခုပါ။တန်ရဲချောင်းဟာနှင်းစီပွင့်ပမာအလှလိုက်အထက်လိုက်ဖြစ်နေတဲ့တောင်စင်တောင်နှမ်းတွေတည်တန်းထားတဲ့ရခိုင်ရိုးမာကြီးကနေပြပြားကန်စီစဉ်ပြီးဘင်္ဂလားပင်လယ်အော်တဲ့စီစဉ်သွားတာပါ။မိုးများတဲ့တန်ရဲဒေသမှာမိုးရင်းကာလဆိုရင် တန်ရဲချောင်းဟာရည်ကြီးရေရှမ်းပြီးရည်စည်းတန်တယ်။အာမန်အပြည့်နဲ့စီးစင်တယ်။ရေလဲနောက်တယ်။ဒါပေမဲ့မိုးကုံဆောင်းဥပောက်ကလာဆိုရင်တော့ကြည်လင်တဲ့ရေအလင်ဟာတညိမ့်ညိမ့်လေးစီးစင်တယ်။ရေတိမ်တယ်။တချို့နေရာတွေဆိုရင်လမ်းလျှောက်ဖြတ်ကူးလို့ရတယ်။အဲ့ဒီကာလဟာတန်ရဲချောင်းရဲ့အလှပဆုံးကာလ။တန်ရဲချောင်းများတလျှောက်ရှုမကြီးနိုင်အောင်လှပတဲ့သဘာဝတရားမျိုးစုံကိုမြင်တွေ့နိုင်တဲ့အချိန် တန်တွဲမျိုးကနေချောင်းများကိုဆက်လီနဲ့ဆန်တက်သွားမယ်ဆိုရင်တလင်းစိတ်ဥယင်ကွင်းဂွေးတော့ခုံလက်ပံကျွန်းတကမိန်ကင်မွန်းချုံရှမ်းတောင်နှွေပြောက်အညက်အတူတန်ဒီရွာရှိနှက်တော်အတော်ဝစားတဲ့ကြေးရာတွေကိုချောင်းတလျှောက်မှာမြင်တွေ့ရမှာပါအဲ့ဒီကြေးရာတွေမှာလူနေများတဲ့ကြေးရာတချို့သာရှိပြီးကြေးရာအများစုမှာတော့လူနေနေပါကြပါတယ် သူတွေဟာရေကြီးရာမျက်နှာရာပြောင်းရွှေ့သွားတာကြောင့်တချို့ရွာတွေဟာရွာပြတ်တွေလိုရာဆောင်တဲတွေလိုသာကျန်ရှိပါတော့တယ်။မနေ့စောစောတန်တွဲချောင်းများကိုဆက်လီနဲ့ဆန်တက်သွားရတာဟာရင်းသက်ရှူမောဝေရအတွေ့အကြုံလို့တင်စားရင်မှားလိမ့်မယ်မထင်ပါဘူး။မြူတွေဝေးတက်နေတဲ့ချောင်းရည်ပြင်နဲ့တိုးဝင်ပြီးဆက်လီစီးသွားရတာတောင်တန်းတွေကိုမေးတင်ပြီး အရှိရက်ကပြုတ်ထွက်လာတဲ့ရောင်ကြီးကိုမြင်ရတာ။ ထောင်းရည်ပြင်ဟာတငိမ့်ငိမ့်စီးစင်းနေတာကနေထောင်းအကွေရောက်မှာမြုတ်တည့်ရဲ့တတော်တော်စီးနေလို့ဆက်လီကိုအားနဲ့ထိုးမောင်းသွားရတာတွေဟာစိတ်လှုပ်ရှားပွေရအတွေ့အကြုံတွေပါတချို့နေရာတွေမှာဆိုရင်ချောင်းကျယ်ကြီးတဲ့ရေစီးစင်းနေတဲ့နေရာဟာမြောင်းတာတာရှိပြီးရေအနက်ကတပေလောက်သာရှိတာပါအဲ့လိုနေရာရောက်ပြီးဆိုရင်ဆက်လီကိုစင်တွန်းရတယ်ဒါကလည်းတန်ရွှဲချောင်းတွေနေရာဒီဆက်လီစီးရခြင်းရဲ့အရသာတစ်မျိုးပါ တောင်တန်းတွေကြားထဲကကွေဝိုက်ကစီးစင်းလာတဲ့ချောင်းတစ်လျှောက်စံတက်သားရတာဖြစ်တဲ့အတွက်ဒေါတောင်တဘာဝအလှတရားကိုကျွတော်မျိုးစုံပုံစံမျိုးစုံနဲ့မြင်တွေ့ရတယ်။ချောင်းရည်ပင်ဟာကျဲသွားလိုက်ကျင်းလာလိုက်တောင်တန်းကြီးတွေဟာနီးလာလိုက်ဝေးသွားလိုက်တခါတလေချောင်းထဲကိုထိုးကျနေတဲ့တစ်ပင်တစ်ကိုင်းတွေဟာဆက်လီဘော်ကလူတွေကိုမထိတထိကြီးစဲနေသလိုလိုဒီလိုစိတ်လှုပ်ရှားစရာမြင်ကွင်းအထီးတွေကမျိုးစုံခံစားရတာပါ။ တန်ရဲချောင်းတစ်လျှောက်ဆက်လီနဲ့ဆန်တက်သွားရင်ချောင်းပြေးဝဲရနဲ့တောင်ကုန်းတွေမှာကျေပြောလာတဲ့ရာဆိုင်ခင်းကြီးတွေကိုမြင်တွေ့ရမယ်။ချောင်းထက်ကနေစုံစင်းလာတဲ့သီးနှံတင်ဆက်လီတွေကိုမြင်တွေ့ရမယ်။ကံကောင်းရင်တော့ချောင်းပြားကနေစုံစင်းလာတဲ့ဝါးဖောင်တွေကိုမြင်တွေ့ရနိုင်တယ်။တန်ရဲချောင်းပြားကိုဆက်လီနဲ့ခင်းနှင်ကြတဲ့ပြည်ရင်းပြပဧည့်သည်တွေဟာကင်မုံကြုံရွာအထက်နာကတလဲနေစင်စကန်းကိုသွားလေးရှိကြတယ်။ မနဲ့သွားမုံလဲပြန်ရတဲ့မင်းမဝေခီးလေးတခုပါလူအများစုဟာတလဲနေစင်စခန်းအထိလေပက်ကြလိရှိတယ်စင်စခန်းအထိရောက်ပူကြတယ်အဲ့ဒီနေရာကလေဆက်လီနဲ့ဆန်တက်သွားရင်လေလှပတဲ့ရှုခင်းတွေစိတ်ဝင်စားစရာပါဇက်ရာဇဝင်တွေနဲ့လူနေမှုဘဝတွေကိုမြင်တွေ့ရအောင်မှာဖြစ်ပါတယ်ရှမ်းတောင်နယ်ပြောင်နဲ့အညက်ကြီးရာတွေအထက်ဘက်ကိုဆန်တက်သွားရင်တန်ရဲဒေတာရဲ့နမဲကျော်တန်တီရှင်မာကြီးရှိရာနေရာကိုရောက်မှာဖြစ်ပါတယ် အဲ့ဒီနေရာဟာဆုံးကြီးနဲ့ကြီးတဲ့နေရာလို့ဒေသခံတွေကအယုံကြည်ရှိကြတယ်။အဲ့ဒီနေရာဟာတန်ရွဲချောင်းအကွိကျောက်အိမ်ကြီးနဲ့ကျောက်တုံးကြီးတစ်လုံးရှိရာနေရာတစ်ခုဖြစ်ပါတယ်။ကြီးရခင်ကဆိုရင်လူတွေဟာအဲ့ဒီနေရာမှာလိုအပ်တဲ့ရွှေငွေလက်ဝတ်လက်စားတွေကိုငှားရမ်းနိုင်တယ်လို့အဆုရှိတယ်။မိုးရင်းကာလရေကြီးတာဟာတန်ရွဲချောင်းကိုစောင့်ရှောက်တဲ့တန်ဒီရှင်မကြီးကချောက်အပတ်ကိုဖောင်းနှက်ဆင်းတာကြောင့်ရေကြီးတာလို့တချို့ကယုံကြည်ကြတယ်။ နမကြီးဟာနားတစ်ဖက်မရှိတာကြောင့်တန်ရဲချောင်းထဲကိုငကတ်တစ်ဖက်နဲ့ရေးစင်းချိုးတာဟာသူ့ကိုလောင်ပြောင်နာလို့မှတ်ယူတဲ့အတွက်အဲ့ဒီသူတွေကိုရင်းနှစ်သက်တာမျိုးတွေလှုပ်တတ်တယ်ဆိုတဲ့ပါဇက်ရာဆိုရင်ရှိတယ်။တန်ဒီကြောက်ကြီးရဲ့မလန်းမကန်းမှာတော့တန်ဒီရွာလေးကိုတွေ့မြင်နိုင်မှာဖြစ်ပါတယ်။အဲ့ဒီရွာရဲ့အထက်ဘက်မှာတော့ရွာရှိဆိုတဲ့ရွာကြီးတရာရှိတယ်။မြို့နယ်ဝေးရမှာရှိနေတဲ့ရွာကြီးပါ။အဲ့ဒီရွာကိုတန်ရဲမျိုးကနေတန်ရဲချောင်းတစ်လျှောက် ရေလန်းလဲပေါက်တလို့တန်ရဲမျိုးနဲ့ကိုးမိုင်အကွာမှာရှိတဲ့မဲနယ်ကွင်းရွာကနေလဲတောက်ခင်းကားလန်းပေါက်ပါတယ်။ရွာရှိအထက်ဘက်တန်ရဲချောင်းတစ်လျှောက်ဆက်တက်သွားရင်ချောင်းရည်ဟာရေစင်းပြက်နေတာမျိုးတွေ့ရတယ်။ကြောက်အိုင်တွေရှိတယ်။လက်သီးစုပ်အရွယ်၊လက်ဝါးအရွယ်၊ဘောလုံးအရွယ်၊ကြောက်လုံးကြောက်ပြားတွေကြားကနေချောင်းရည်ဟာတသွင်သွင်စီးနေတယ်။၂၀၀၄ခုနှစ်တန်ရဲချောင်းရည်ကြီးမှုကြောင့်ပျက်စီးသွားတဲ့ငှက်တော်ရွာပြက်နေရကိုလည်းတွေ့ရမယ်။ အဲ့ဒီနေရာအထက်ဘက်ဟာနေရာဒီမှာဆက်လီသွားလာဖို့ခက်ခဲတဲ့နေရာပါ။ရခိုင်ရိုးမကြီးအခြေကိုရောက်နေပြီလို့ဆိုရမှာပါ။အဲ့ဒီနေရာရောက်ရင်တစ်ပင်တွေခုန်လဲနေတဲ့လွှာဆက်တံကိုလည်းမကြာခဏကြားရနိုင်ပါတယ်။အဲ့ဒီရဲ့အထက်ဘက်မှာတော့ရွာဆိုတာမျိုးထက် တောင်ရဆောင်တဲတွေလောက်သာရှိပါတော့တယ်။တန်ရဲချောင်းများတစ်ချက်ကိုအဲ့ဒါလိုလ ీల ကြည့်ရှုခန်းစားနိုင်တယ်လို့ ။ထောင်းပေသီးနှံတွေစိုက်ပျိုးထားတဲ့ကိုင်းကုံတွေကရာတွဲတွေစီကိုလည်းအလဲပတ်သွားနိုင်ပါသေးတယ်။သီးနှံစိုက်ခင်းတွေရှိရာ ကိုင်းကုံတွေစီအလဲပတ်သွားမယ်ဆိုရင်တော့ဒေသခံအများစုဟာခွေတော်ခုံကြီးရွာရဲ့တစ်ဖက်ကန်းကကျင်းဝန်းလာတဲ့သီးနှံစိုက်ခင်းကိုင်းကုံစီကိုအလဲပတ်သွားလိမ့်ရှိပါတယ်။တန်ရွေမျိုးကနေချောင်းတလျှောက်ဆက်လီနဲ့စံတက်ပြီးဖြစ်စီကုန်းလန်းကနေဆိုင်ကင်းနဲ့ဖြစ်စီခွေတော်ခုံကြီးရွာအနီးကိုင်းကုံပေါ်ကရာသေးတွေစီကိုအလဲပတ်သွားလို့ရပါတယ်။ ဲ့ဒီရာသေးတွေစီမှာချက်ပြုတ်စားတော့တာစိုက်ခင်းနေကြဓာတ်ပုံရိုက်တာချောင်းအတင်းရေချိုးတာတွေလုပ်နိုင်တယ်ဒေသခံတောင်သူတွေနဲ့လည်းစကားတွေဖောင်ဖွင့်နိုင်တယ်တေးတမောအိပ်ပြီးအနားယူပြီးလို့နေအေးရင်တော့တန်လွှဲမျိုးကိုပြန်လာလို့ရပါတယ်အပြန်ခီးမှာတော့တီးနှံစိုက်ခင်းနေစီကနေလက်ဆက်တဲ့နှစ်သက်ရာတီးနှံတွေကိုစိတ်ကြိုက်ဝယ်ယူပြီးပြန်လာလို့ရပါတယ်တန်လွှဲချောင်းများနဲ့ရခိုင်ရိုးမရဲ့အလှကို မနက်ခင်းညနေခင်းနဲ့ညခင်းသဘာဝတရားတွေကိုအပြည့်အဝခန်းစားကြည့်ကျင်တယ်ဆိုရင်တော့တန်တဲ့ချောင်းပြဘက်တက်ပြီးညအိတ်ကြည့်နိုင်ပါသေးတယ်။တောင်တန်းတွေကြားနေထွက်နေဝင်ခြင်းကိုကြည့်ရှုခန်းစားရမယ်။ညအချိန်ခါမြို့ပြညတွေမှာမရနိုင်တဲ့တိတ်ဆိတ်မှုတွေညငှက်တွေရဲ့အော်တန်းတိုးကောင်တွေရဲ့တွန့်မြီတန်းစတာတွေကိုစိတ်လှုပ်ရှားစရာနားထောင်ရင်အိတ်ဆက်ရပါလိမ့်မယ်။ဒီလိုတန်ရွဲချောင်းပြရဲ့ဒါယာလှပမှုတွေဟာအခုခါမှာတော့ သတိရစရာအမှတ်တရဖြစ်တာရှိနေနိုင်မှာတော့တယ်။ဒါပေမဲ့ရခိုင်ပြည်ကြီးပြင်လဲစီပင်လာတဲ့တနေ့ရခိုင်ပြည်တဘာဝတယံဇာတအလားမာတွေကိုရခိုင်တိုင်းရင်းသားတွေကိုယ်တိုင်စီမံခန့်ခွဲခွင့်ရတဲ့တနေ့အဲ့ဒီနေ့မှာရခိုင်ပြည်ရဲ့တောတောင်တဘာဝတွေဟာဒီထက်သာယာလှပနိုင်ပါစီဒီထက်စီပင်ဖုံမျိုးပါစီဒီအလားမာတွေရဲ့အသီးအဖွင့်တွေကို ရခိုင်တိုင်းရင်းသားတွေခံစားရပါစီလို့ဆန္ဒပြုမိပါတယ်